။အားလုံးပဲဒီနေ့လေးလာရလွယ်ကူဖို့အတွက်တေးသေးချာချာရှင်းပြပေးမယ်။ English စကားလုံး23လုံးကိုပြောပြပေးမယ်။ဒါကတော့အပိုင်း1ပါ။22လုံးဆိုတဲ့နေရာမှာကျွန်တော်က9လုံး9လုံး9လုံးစီအမျိုးအစား၃ခုခွဲပြီးတင်ပြပေးမှာပါ။ကြည့်ကြရအောင်။အဲ့တော့ name 9လုံးကနေကျွန်တော်တို့စပါမယ်။နံပါတ်1 umbrella 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 ဒါတော့သိတဲ့လူသိမယ်မသိတဲ့လူတွေအတွက်ဒါဒီ T ကိုပြောချင်တာเนาะ နေနှင့်မိုးဒံမှကာကွယ်ရန်ကရိယာတစ်ခုလို့အဓိပ္ပာယ်ရတယ်။ For example, I carry an umbrella when it rains. မိုးရွာတဲ့အခါတိုင်းကျွန်တော်ထီတစ်ချောင်းသေးတယ်။နောက်တစ်ခု flashlight. flashlight F L A S H L I G H T flashlight. သူကတော့ဓမီဆိုတာကိုဆိုလိုချင်တာ။ လက်မကင်တော့မီးအငယ်စားထိုးလို့ရတဲ့မီးအငယ်စားကို flashlight လို့ခေါ်တယ်တိုကောက်ဆိုရင်တော့ဓမီပေါ့ဗျာ you can use a flashlight to see in the dark အမောင်ထဲမှာမြင်ဖို့အတွက် flashlight တစ်ခုကိုခမရအသုံးပြုနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပါနံပါတ်3 backpack backpack ကျောပိုးအိတ်လို့အလွယ်တကူခေါ်လို့ရတယ် back ဆိုတာကတော့နောက်ကျော pack ဆိုတာကတော့အိတ်ကျောပိုးအိတ်တနည်းအားဖြင့်နောက်ကျောတွင်လွယ်သောအိတ်ဆိုတဲ့အဓိပ္ပာယ် for example students keep books in their backpacks ចောင်းသားတွေဟာសាអុတွေကိုលွဲយីတွေចោបុយីတွေထဲမှာတင်ကြပါတယ် for calendar ဒါတော့အလုံးနီးပါးကြုံမှုကြဘူးသားစကလုံးပါပဲเนาะ calendar c a l e n d a r calendar ပြက်ကြိန်တူဒီမဟုတ်နေ့လရက်များကိုမှတ်သားရာကိရိယာတစ်ခုလို့သတ်မှတ်လို့ရပါတယ် for example check the calendar for your birthday မင်းမွေးနေ့တဲ့ calendar ကိုကြည့်လိုက်ဟေ့နောက်တစ်ခုနံပါတ်5 recipe recipe r e c i p e recipe ်ချက်နီးပြုံနီးတနည်းအားဖြင့်ဟင်းချက်ရန်လမ်းညွှန်ချက်လို့ခေါ်ပါတယ် for example ကျွန်တော်တို့ follow the recipe to bake a cake ပေါင်မုတ်တစ်ခုဖက်ရန်ပေါ်ပေါ်ဦးကိတ်မုတ်တစ်ခုပြုတ်လို့ရန်အတွက် နီးလန်းကို လိုက်ပါချက်နီးပြုံနီးကိုလိုက်ပါဆိုတဲ့အတိတ်ပဲနံပါတ်6 battery B A T T E R Y battery batman ရဲ့ dairy မဟုတ်ဘူးเนาะ batman fan နေကျွန်တော်သိတယ် battery စပ်ပစ္စည်းအသေးစားများအတွက်ဆန်းအင်ထုတ်လုပ်ပေးသည့်အရင်အမြဲလိုအတိတ်ပဲတက်ရောက်တယ်မြန်မာတွေကတော့အလွယ်တကူဘက်ထရီလို့ပဲခေါ်ကြတယ် for example the remote needs new batteries remote ကဘက်ထရီအသစ်ကိုလုံနေပြီဘက်ထရီအသစ်တွေလုံနေပြီဆိုတဲ့အတိတ်ပဲပါနံပါတ်2ခနစ် passport ဒါဒါဒါမြန်မာတွေအတွက် passport ဆိုတဲ့စကားမစိမ့်တော့ပါဘူးနော်နိုင်ငံကူးလက်မှတ်တို့ရီမဟုတ်နိုင်ငံတကာသွားရန်အတွက်အထောက်အထားစာရွက်တမျိုးမျိုးဆိုတဲ့အတိတ်ပဲ for example please show your passport at the airport အဲလေစိတ်မှာမင်းရဲ့ passport ကိုပြပါမင်းရဲ့နိုင်ငံကူးလက်မှတ်ကိုပြပါဆိုတဲ့အတိတ်ပဲရဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ zoom class ကလေးတွေရှိပါတယ်ခင်ဗျာ VIP အတန်းတွေအများကြီးရှိပါတယ်လေလပြအတန်းတွေဖြစ်တယ်အခုအတိုင်းပါပြီခင်ဗျာเนาะရှေ့ဝေးမပြောတော့ဘူး VIP တန်းအကြောင်းသိချင်ရင် message ပို့လိုက်ကျွန်တော်ချက်ချင်းပြန်ပြေးပေးမယ် okay ကဲနောက်တစ်ခုဆက်သွားမယ်စာမျက်နှာနောက်တစ်ခုကရိယာခုနှစ်လုံးဖြစ်ပါတယ်ကရိယာစုစုပေါင်းခုနှစ်လုံးကိုပြုစုပေးထားတာပါ whisper w h i s p e r whisper whisper ရဲ့အဓိပ္ပာယ်ကတိုးတိတ်စွာပြောသည်တိုးပြီးမဟုတ်လေးသံလေးနှင်ပြောသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ် for example she whispered a secret to her friend သူမရဲ့တငယ်ချင်းကိုလှုပ်ဝက်ချက်တစ်ခုအားတိုးတိုးကလေးပြောခဲ့သည်ဆိုတဲ့အဓိပ္ပာယ် number 2 borrow သူတစ်ပါးပိုင်ထားသောပစ္စည်းကိုငှားရမ်း၍အသုံးပြုသည်ဆိုတဲ့အဓိပ္ပာယ် can i borrow your pencil မင်းရဲ့ ခဲတံလေးကိုငါခဏလောက်ငှားပြီးသုံးလို့ရနိုင်မလားဆိုတဲ့အတိတ်ပဲပါနံပါတ်3 ngā, so apologize a p o l i g l l o g i z e apologize a p o l o g i s e z e apologize အမားတစ်ခုခုတော့ဝန်내ကြောင်ပြောသည်တောင်းပန်သည်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ် so he apologized for breaking the vase ပန်းအိုးခွဲလိုက်တဲ့အတွက်သူတောင်းပန်ခဲ့ပါတယ်နံပါတ်4 du invite i n v i t e invite ဆိုလိုတဲ့အဓိပ္ပာယ်ကတော့ပွဲတစ်ခုခုကိုပါဝင်စေရန်ဖိတ်ခေါ်သည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ပွဲတစ်ခုခုကိစ္စရပ်တစ်ခုခုကိုပါဝင်စေဖို့ဖိတ်ခေါ်တယ် game ဆော့ဖို့ဖိတ်ခေါ်တယ်ဆိုလဲ invite နဲ့သုံးလို့ရတယ် for example they invited me to their party သူတို့ရဲ့ပါတီကိုလာဖို့သူတို့ကကျွန်တော်ကိုဖိတ်ခေါ်ခဲ့ပါတယ်နံပါတ်5 offer o f f e r offer စိတ်လိုလက်ရပေးကမ်းသည်ဆိုတဲ့အဓိပ္ပာယ်ကိစ္စတစ်ခုခုတော်လကောင်းအကြောင်းအရာတစ်ခုခုတော်လကောင်းပစ္စည်းတစ်ခုခုတော်လကောင်းကိုစိတ်လိုလက်ရပေးကမ်းတယ်ဆိုတဲ့အဓိပ္ပာယ် she offered me a cup of tea သူမကျွန်တော်ကို coffee လက်ဖက်ရည်တစ်ခွက်ပေးကမ်းခဲ့ပါတယ်နံပါတ်6 search s e a r c h search တစ်ခုခုအားဂယုတစိုက်ရှာဖွေသည်ဆိုတဲ့အဓိပ္ပာယ် I search my bag for keys တော့ပျောက်သွားလို့အိတ်ကိုကျွန်တော်ရှာဖွေခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ပါ ံပါတ်2ခုနှစ် organize o r g a n i z e organize စီစနစ်တကြစီမံခန့်ခွဲသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဆိုလိုရင်းကတော့နော်စီမံသည်ခန့်ခွဲသည်နော်အဲ့ဒါမျိုး organize လို့ခေါ်တယ် for example let's organize the books on the shelf စံပေါ်မှာစာအုပ်တွေကိုစီစနစ်တကြနေရာချစို့စီမံခန့်ခွဲစို့နာမဝိဒေသနာခုနှစ်လုံး by the way နှစ်လပြည့်အတန်းနေလဲ speaking နဲ့ beginner ဆိုပြီးရှိပါတယ် page ကိုလာခဲ့အသေးစိတ်မေးပါအသေးစိတ်ပြန်ပြပေးမယ် Number นัมเบอร์เจ็ด curious c u r i o u s curious ตีโลตัลโลดอซูซานโลดอสูเรอเดเบ for example the child the curious child ask why the sky is blue See, Susan စိတ်အဆူဆန်းလူတော်ကလေးတယောက်ကမေးခဲ့တယ်ဘာကြောင့်ကောင်းငင်ကြီးကပြာနေတာလဲလို့မေးခဲ့ပါတယ်ဆိုတဲ့အတိတ်ပဲနောက်တစ်ခု embarrassed e m b a r r a s s e d embarrassed ဒိဗေကကြောင်တောင်ဖြည့်ရွှေရှက်စရာကောင်းတော့ဆိုတဲ့အဒိဗေကိုတက်ရောက်တယ်။ For example, he felt embarrassed after tripping in public. လူရှိသူရှိမှာချော်လဲပြီးတဲ့နောက်သူဟိုကြောက်ကျိုးလို့ရှမ်းနှန်းဖြစ်သွားခဲ့တယ်။ရှက်စရာကြောင်တောင်နဲ့ရှက်သွားခဲ့တယ်။စားတဲ့အဒိဗေ။ရှက်သွားမှုကိုခံစားရခဲ့တယ်ပေါ့လေ။နံပါတ်3 jealous jealous ကတော့မနာလိုဝင်တိုတက်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ် she was jealous of her friend's new bike တငယ်ချင်းရဲ့ cycle အသစ် bike bike ဆိုတော့စပိန်အသစ်ကို သူမကမနာလိုဝင်တိုဖြစ်ခဲ့တယ်နံပါတ်၄ grateful g r a t e f u l grateful ကျေးဇူးတင်တက်တော့ဆိုတဲ့အဓိပ္ပာယ်ပါ for example i am a grateful person of the luck i receive ကျွန်တော်ရေး off ကြံရတာမနက် off တဲ့ပြရမယ်နော် i am a grateful person of the whole fall လို့တုံးပေးလို့ရမယ် နော်နှစ်ခုလုံးတော့ကြိုက်တာတောင်းလို့ရတယ် for the luck i receive ကျွန်တော်ရရှိတဲ့ကံကောင်းမှုအတွက်ကျွန်တော်ဟာကျေးဇူးတင်တတ်တဲ့ပုံကိုယ်တရားဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ် patient p a t i e n t patient စိတ်ရှည်တတ်သောစိတ်ရှည်စွာစောင့်ဆိုင်းတတ်သောဆိုတဲ့အဓိပ္ပာယ် be patient the bus will arrive soon စိတ်ရှည်တတ်မှုကိုမွေးမြူပါနော်အေးစိတ်ရှည်စမ်းပါကွာဘတ်ကလာတော့မယ်စားတဲ့အဓိပ္ပာယ် နံပါတ်6 nervous n e r v o u s nervous ရင်တုံသောစိတ်လှုပ်ရှားသော she felt nervous before the exam somewhere မစခင်ရင်တုံစိတ်လှုပ်ရှားမှုကိုသူမှခံစားခဲ့ရပါတယ်နောက်စသဖြင့်မှုကိုဆိုစီအဲ့ nervousness မဟုတ်လားမှန်တယ်ကျွန်တော်ကမြန်မာလိုအင့်တော်ဆုံးပြန်ပေးတာနံပါတ်9နောက်ဆုံးတစ်လုံးမှာ proud p r o u d proud ကိုယ်ယူဝင့်ကြွားသောမာနကြီးသောဆိုတဲ့အတိတ်ပဲ he was a proud man after winning the race ပြေးပြိုင်ပွဲကိုနိုင်ပြီးတဲ့အခါသူဟာတိတ်ကိုဂုံယူသောမာနာကြီးသောပုံကိုတယောက်ဖြစ်ခဲ့ပါတယ်နော်ဂုံယူဝင်ကြွားခဲ့ပါတယ်ဝင်ကြွားသောယောက်ျားတယောက်ဖြစ်ခဲ့ပါတယ်စားတဲ့အတိတ်ပဲအားလုံးပြောလို့ရပါတယ်ကျေးဇူးပြု like follow and share လေးလုပ်ပေးပါဒါကတော့ Daniel ပဲဖြစ်ပါတယ် see you on the next one